2025ခုနှစ်တွင်အာကစားတင်နှံများကို တနိုင်ငံလုံးအတိုင်းအတာဖြင့်အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာအာကစားနှင့် လူငယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏လမ်းညွှန်ကြည့်ချက်မှုဖြင့်ရှမ်းပြည်နယ်အာကစားနှင့်ကာယပညာကော်မတီနှင့်အာကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ရှမ်းပြည်နယ်အတွင်းရှိမြို့နယ်ပေါင်း36မြို့နယ်တွင်လည်းအာကစားတင်နှံများဖွင့်လှစ်တင်ကြားပေးလျက်ရှိနေကြောင်းသိရပါသည် ။အော်ကျွန်တော်ဥညွတ်တယ်ပါ။ကျွန်တော်တော့စံပြက်လက်စစ်ဟောင်းပေါ့။ကျွန်တော်ပြည်နယ်ပြည်နယ်မှာနေပြလောက်ပါတယ်။နောက်အခုကျွန်တော်တာယူထားတာဒီဘော်လုံးပေါ့။ဒီဘော်လုံးတင်တာမှာကျွန်တော်အဖွဲ၄ဖွဲခွဲရပါတယ်။တင်တန်းသားတွေကိုဂိုးမားဆိုဂိုးဆန်တက်တက်တစ်ဖွဲသွားတယ်။နောက်ပြီးတော့ဒီစင်နေအောက်တစ်ဖွဲ။နောက်စင်နေ15နေဈာမတစ်ဖွဲ။နောက်59နဲ့66 78ဈာမတစ်ဖွဲ၄ဖွဲခွဲလာပါတယ်ဘောလုံး။အသူဆိုင်နဲ့တင်နာလိုက်လိုက်ပေးထားပါတယ်။ ဟုတ်ကဲ့အဲကျွန်မရဲ့နာမည်ကတော့အဲဒေါ်ဟန်တီကို ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ European နဲ့ Finland Dance ကိုနှီးပြလုပ်နေတာဖြစ်ပါတယ်ရှင်အဲဒီနေရာဒီတန်တန်းကို၃ရက်နေရနေပြီးတော့ပါကျွန်တော်ဒီ၃လပိုင်းကုန်တဲ့အထိပေါ့နော်အဲတလာတီတီဖွင့်လက်သွားမှာဖြစ်ပါတယ်ဒီရနေရာဒီအခြေခံတန်တန်းမှာဆိုရင်အဲအေရိုပစ်အနေနဲ့စပြောရမယ်ဆိုရင်အဲ ကျွန်တော်တို့ဒီအီရိုပစ်ကိုအခြေခံကနေစပြီးတော့မှတင်ကြပေးတာဖြစ်ပါတယ်။အဲအသက်ကိုကျွန်တော်တို့အဓိကကတော့အီရိုပစ်ကအကြီးတန်းအငယ်တန်းခွဲထားတာဖြစ်ပါတယ်။အငယ်တန်း53ခွဲရှိပါတယ်။အကြီးတန်းကတော့46ခွဲရှိပါတယ်။ဒါပေမဲ့ကျွန်တော်နှမျိုးနှစားလုံးကိုဒီနေရာဒီတန်တန်းမှာတင်ပေးတာဖြစ်ပါတယ်။ပြီးွားလို့ရှိရင်အသက်ရွယ်ကတော့ကျွန်တော်တို့အဲ9နှစ်ကနေစပြီးတော့မှဒီအခြေခံ53ခွဲကိုစပြီးတော့မှကလေးရဲ့အုံနောက်ထဲမှာလိုက်ပြီးတော့မှမှတ်နိုင်မှတ်နိုင်တဲ့လောက်ပေါ့ကျွန်တော်တို့အဲ့လောက်ထိကိုတင်ပေးပါတယ်။အကြီးတန်းကတော့ကျွန်တော်အသက် အသက်အရွယ်အပိုင်းခြားတော့ခွဲထားတာမရှိပါဘူးဒါပေမဲ့အကြီးတန်း46ခွက်မှာဆိုတော့ကျွန်တော်တို့အသက်25နှစ်အထိအဲတတ်မှတ်ပြီးတော့မှတင်ပေးပါရယ်ဒီအီရိုပစ်ကိုသမီးနမရတော့မစူးစားနေတဲ့ပေါ့အဲအလကာ55မှာ great night ကြောက်သူမီဒီနီယာဒီတနက်ကိုတက်တာ3နှစ်ရှိပါပြီကစားနေရတော့ဝူရကနေဖြစ်ပါတယ်ဒီအကစားနဲ့ပတ်သက်ပြီးတော့ပြင်းနေတိုင်းနေမြို့သားကစားပွဲတော့မှာတော့ပြိုင်နေတဲ့ကြောင့်တွေ့ကြုံနေများရရပါတယ်သူတွေကတော့ပြင်းနေတိုင်းမှာတော့ငွေတစ်ခုတေးတစ်ခုရခဲ့တယ်မြို့မြို့သားကစားပွဲမှာတော့ ငွေတစ်ခုဒီတစ်ခုရခဲ့ပါတယ်တကယ်ချင်းလေးကိုတော့အာဒီအာကစားနေလာတက်စီရှင်ပါရဲ့။ဒီအာကစားနေတက်တော့ပို့ပြီးတော့ယုံကြည်မှုလည်းရှိစေတယ်ပြီးတော့ခနာကိုလည်းပော့ပါစေပါရဲ့။အဲကြောင့်မို့ဒီအာကစားနေကဆိတ်ရှင်ပါရဲ့။ကျွန်တော်နာမည်ကတော့ဦးစောကျော်သိန်းဖြစ်ပါတယ်။ကျွန်တော်ဒီခက်မီနယ်အာကစားနေကပညာဦးစုဌာနမှာညွန်ကြိုင်းမှုဖြစ်တာဝန်ထမ်းဆောင်လည်းရှိပါတယ်။ကျွန်တော်တို့ဒီရဲ့နေရာဒီအခြေခံအာကစားတဲ့တင်နန်းတွေဖွင့်နေပြရတဲ့ရည်ရချက်ကတော့ကျွန်တော်ဒီနေရာဒီကာလမှာကျောင်းလူကျောင်းသားတွေ အဲအချင်းကားလက်ရည်မှာအချင်းကိုအကျိုးရှိအသုံးချနိုင်လို့ဒီအခြေခံတင်နာနေရာနေစပြီးတော့မှကျွန်တော်တို့ပြည်နယ်အတွက်အားထားရတဲ့ထူးချွန်လက်ကားမတွေလွှတ်ထုတ်ပြနိုင်ဖို့ဒီနောက်ဆုံးမှာဖြစ်လို့ရှိရင်နိုင်ငံတော်ရဲ့ဒီလိုသားလုံးကြမ်းမှန်ကြံ့ခိုင်ရေးဆိုတဲ့ညီမချက်ကိုအကောင့်ထဲပေါ်တဲ့နေရာမှာထောက်ပံ့ဖြစ်စေနိုင်ဖို့ဒီလိုရည်ရချက်တွေနဲ့ဖွင့်လှစ်ပြရခြင်းလည်းဖြစ်ပါတယ်ဒီလိုနေရာဒီအားသာတင်နာကိုဖွင့်လှစ်တဲ့နေရာမှာတော့ကျွန်တော်တို့ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဲအကုန်လုံးကလည်းကျွန်တော်ပြည်နယ်အစိုးရလည်းအားပေးတယ်ကျွန်တော်လူငယ်ရေးရကော်မတီအနေနဲ့လည်းကျွန်တော်တသက်သားပါဝင်ကြတယ်ကျွန်တော်ပါဝင်တဲ့နေရာမှာကတိတွေကလည်းကျွန်တော်တို့ဒီနေရာဒီတန်းတန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့နှစ်စဉ်ကျွန်တော်2000နီးပါးလောက်တော့တန်းတန်းတယောက်လေးရှိပါတယ်ခင်ဗျအဲဒီနေ့မှလည်းကျွန်တော်တို့တန်းတန်းကိုအခုလောလောဆယ်အချိန်ထိကို2000နီးပါးရောက်ရှိနေပါပြီဆက်ပြီးတော့မှဟိုလာလာမဲ့တန်းတန်းတန်းတွေလည်းကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီရဲ့တန်းတန်းပြီးလို့ရှိရင်လည်းဒီတန်းတန်းတွေထူးချွန်တဲ့ လေးတွေကိုကျွန်တော်တို့ကထမှန်ရွေးချယ်စီစစ်ပြီးတော့မှကျွန်တော်တို့အစစ်မြင့်တင်တန်းဆိုပြီးတော့မှကျွန်တော်တို့ဆက်လက်လေ့ကျင့်ကြပြီးတော့မှဖြစ်ပါတယ်အဲဒီအစစ်မြင့်တင်တန်းဆိုတဲ့ကလေးတွေကတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့နှစ်ပေါက်ဟိုလေ့ကျင့်တဲ့အနေအထားမျိုးဖြစ်အောင်ကျွန်တော်တို့နေတဲ့ကော်မတီအားကျွန်တော်တို့အစိုးရဖွဲ့အင်အားကျွန်တော်တို့ဒီရဲ့ဌာနအင်အားလီးပြအုပ်ချုပ်လူအကုန်လုံးရဲ့အင်အားတွေနဲ့ကျွန်တော်တို့ပေါင်းပေါင်းပြီးတော့ဆောင်ရွက်လာမှဖြစ်ပါတယ်ခင်ဗျ